ကောင်မလေးနဲ့ကောင်လေးနဲ့နှစ်ယောက်ရှိတယ်။ကောင်မလေးကဒီကောင်လေးကိုအယမ်းစိတ်ဆိုးနေတယ်။ဘယ်လိုချွတ်ချော့မရအောင်။အဲ့ဒီချိန်မှာကောင်လေးကကောင်မလေးကိုစားတော့တဲ့တခုကို ခေါ်လာပြီးတော့အစားတောက်တွေကျွေးလိုက်တယ်။သူကြိုက်တတာလေးကိုခေါ်ပြီးတော့ကျွေးလိုက်တယ်။အဲ့ဒီချိန်မှာတခါတည်းကောင်မလေးကစိတ်ဆိုးပြေးသွားတယ်။ခုနကအရန်ဒေါသထွက်နေတဲ့ပုံစံကနေအကုန်လုံးနားလေခွင့်သွန်တတ်တဲ့ပုံစံမျိုးတခါတည်းပြောင်းသွားတယ်။ဒါပါလို့လဲ ီနေ့တော့ဒီအဖြစ်အပျက်ပေါ်အခြေခံပြီးတော့ကျမတို့တွေကျမရေးသိပ်ပတ်အရာဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာကို အတူတူအဖြစ်ရှာကြည့်လိုက်ရအောင်အားလုံးမင်္ဂလာပါ Love and Chat ကနေကြိုဆိုပါရစေဒီနေ့တော့ခုနကပြောခဲ့တဲ့ကိစ္စပေါ့နော်ခုနကပြောခဲ့တဲ့အဖြစ်ပြက်ပေါ်မူတည်ပြီးတော့ကျမတို့တွေကျမရေးသိပ်ပံနီးလန်ကြကြပေါ့နော်တခါတည်းဆွေးနွေးကြည့်လိုက်ရအောင်အားလုံးပဲ ဘိုင်းစာရဲ့အခါကျရင်စိတ်တို့တဲ့သူမျိုးတွေ့ဘူးကြမှာဒီဒီစကားကိုလည်းကြားဖို့ရလိုက်ပဲပေါ့နော် hungry ကြောင့် angry ဖြစ်တဲ့သူတွေကိုမြင်ဘူးကြမှာပါဘိုင်းစာပြီဆိုရင်တလောကလုံးကိုသူတို့ကလူလို့မမြင်တော့အမှိုက်လူပဲမြင်တော့တာဘာမြင်မြင်ကိုဒေါသထွက်နေပြီးနောက်မှလမ်းသွားရင်းနဲ့လမ်းမေးရကြောင်လေးတွင်းလဲအဲ့ဒီကြောင်ကြီးကိုကန်ထုတ်ချင်နေရော လမ်းသွားရင်နဲ့ဂဲဂဲလုံးခလုတ်တိုက်မိနေအဲ့ဒီဂဲလုံးကိုတက်နေချင်းရောအရန်စိတ်တုံတက်တာပေါ့နော်ဘာလို့လို့အရန်ဒေါသထွက်နေလဲသူတို့ဘိုက်ဆိုင်နေတဲ့အခါကျရင်ဘယ်သူမှသူတို့နိုင်ကပ်လို့မရအောင်ဒီအရန်ဒေါသထွက်တက်တဲ့သူတွေတွေ့ဘူးကြမှာအဲ့ဒါကဘာလို့လဲဆိုတော့ကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာပေါ့နော် blood sugar level ဆိုတာရှိတယ်ကြာအတက်တစ်ခုကခန္ဓာကိုယ်အတွက်အရန်လိုအပ်တယ်ကျမတို့ခန္ဓာကိုယ်မှာကြာအတက်က မဖြစ်မနေလိုအပ်တဲ့အဟာရတက်တခုပေါ့နော် ခန္ဓာကိုယ်ထဲမှာအဲ့လိုတခြားတက်နည်းလာပြီဆိုရင် ကျမတို့တွေရဲ့ emotion တွေစပြီးတော့ပြောင်းလာတယ်ဆက်ဆက်ထိမကန်ဖြစ်လာတယ်အရန်ဒေါသတွေထွက်လာတယ်ဘယ်သူမှလည်းမထင်နဲ့မီးပွင့်သွားမယ်ဆိုတဲ့ပုံစံမျိုးကိုကျမတို့ပြောင်းသွားကြတယ်ဒါကခန္ဓာကိုယ်ထဲမှာတခြားတက်နေတဲ့အခါကျရင်အဲ့လိုဒုက္ခနာတွေပြတ်တက်တယ်ပေါ့နော်အဲ့ဒါကိုကြည့်ချင်းအဖြစ်ကျမတို့ဘာကြီးစလာပြီဆိုတာနဲ့ အုံနှောင်းမှာဂလူကို့စ်လေဗယ်တွေရကျလာတယ်။ကျလာတဲ့အခါကျတော့ကျမတို့ရဲ့ emotion တွေစပြီးတော့ပြောင်းလဲလာတယ်။ဒါကြောင့်မို့လို့အဲ့ဒီပြောင်းလဲလာတဲ့ emotion တွေကိုပြန်ပြီးတော့ပုံမှန် level ကိုပြန်ရောက်ဖို့အတွက်ကျမတို့တွေအာဂလူကို့စ်စားပေးရမယ်ပေါ့နော်အစားစားပေးရမယ်။အစားစားပေးလိုက်တဲ့အခါကျရင်ကျမတို့ရဲ့ခန္ဓာကိုယ်ကနေပြီးပြောရရင်တော့ဟော်မုန်းတွေထွက်လာတယ်ပေါ့နော်။ဟော်မုန်းမှာလူတိများတဲ့ ျော်ရွှင်ခြင်းဟော်မုန်းဆိုပြီးလူတိုင်းသိကြတဲ့ဒိုပါမင်းထွက်လာတယ်။ဒိုပါမင်းထွက်တဲ့အခါကျရင်ခဏကအရင်ပြောတာကျမတို့စိတ်ကအရင်အမြင်ကြီးနေတဲ့လောကလောပန်းနေပို့နေတယ်လို့ပဲ။ပြီးတဲ့အခါကျတော့ဆီယိုတော်နင်လို့ခေါ်တဲ့ဟော်မုန်းတွေထွက်တယ်။သူတို့ကဆီယိုတော်နင်ကကြတော့ကျမတို့အိတ်ငိုက်စီတဲ့ဟာပေါ့နော်။အိတ်ငိုက်စီတဲ့ဟော်မုန်းတစ်ခုလို့ပဲပြောရမှာပေါ့။အဲ့လိုဟော်မုန်းထွက်လာတယ်။အဲ့ဒီဟော်မုန်းတွေရဲ့အကူအညီကြောင့်ကျမတို့ရဲ့စိတ်ကံစားချက်ကပေါင်မဲနေတဲ့ကဘာအနေလုံးကပန်းပွင့်လေးတွေပွင့်နေတဲ့ကဘာစီကိုပြန်ပြီးတော့ပြောင်းသွားစေတယ်။ ။ဒါကြောင့်မို့လို့ကျမတို့တွေကျမကြီးနဲ့ညီညီမျှမျှအစားအသောက်ကိုစားလိလေကျမတို့ရဲ့စိတ်ခံစားချက်ကလည်းပိုပြီးတော့ကောင်းလိလေဖြစ်တယ်။ဒါကတော့ကျမတို့ကျမကြီးအမြင်အရကြည့်နေတဲ့အခါကျရင်ကျမတို့ရဲ့စိတ်ခံစားချက်တွေကကျမတို့ခန္ဓာကိုယ်ရဲ့တရားတက်လေပဲပေါ်မူတည်နေတာပေါ့နော်။တစ်ဖက်ကနေကြည့်မှဆိုရင်လည်းပဲအစားအသောက်ကျွေးရဆိုတာကဒါ sharing is caring ပေါ့နော်။ ဒီလိုအစားအသောက်ကောင်တွေဝေမျှပေးရဆိုတာကိုယ့်ကိုမေတ္တာရှိလို့စေတနာရှိလို့ကိုယ့်ကိုဂရုစိုက်လို့ဆိုတော့ဒိဗက်တွေအများကြီးထွက်တယ်။အကြမ်းမှုလို့စိတ်ဆိုးနေတဲ့ကောင်မလေးအဖြစ်ကနေပြီးတော့ရန်ကိုအမ်ခွင်လို့နားလေချစ်တဲ့ကောင်မလေးပုံစံမျိုးပြောင်းသွားစေတာကဒါအစားအသောက်ကြောက်ပဲ။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ကောင်မလေးတွေစိတ်ဆိုးလာပြီဆိုရင်ချက်ချင်းလက်ငင်းစားတော့ကောင်လေးတွေကျွေးကြပါလို့တိုက်တွန်းချင်ပါတယ်။ နောက်တစ်ခါကျရင် ကိုရဲ့ကောင်မလေးကစိတ်ဆိုးနေပြီဆိုတာနဲ့ရှင်ပြရတာအာကုန်တယ်လေကုန်တယ်ဆိုရင်ဒီခါရဲ6တောက်ကောင်းနေတာတဲ့ခင်ကြွေမိလိုက်ဖို့အတွက်အကြံပေးချင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ပါပဲဒီဗီဒီယိုကတော့ကျမကျမ်းမာရေးအမြင်အရာရောဒီခစ်အမြင်အရာရောပေါင်းပြီးတော့ပြောရတာဖြစ်ပါတယ်ကျမကလက်ရှိ public health အကြောင်းသူတူဖြစ်ပါတယ်ဒါကြောင့်မလို့ကျမကတော့ အမ်ကျွန်မရဲ့အတိတ်အအမြင်လေးပေါ့အခြေခံပြီးတော့ပြောသွားတာပေါ့နော်နောက်ထပ်လိုအပ်တဲ့အမြင်လေးကိုလည်းလိုအပ်တဲ့အကြောင်းအရာတွေအချက်အလက်တွေကိုလည်းကျွန်မရဲ့ဗီဒီယိုအောက်မှာဝင်ပြီးတော့ဆွေးနွေးဖို့အတွက် ကျွန်မဖိတ်ခေါ်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်မရဲ့ဒီဗီဒီယိုကို like and subscribe လုပ်ဖို့တက်မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်